ျွန်တော်တို့ရှမ်းပြည်နယ်ဘက်သွားမယ်ဆိုရင်အင်မတန်မှထင်ရှားတဲ့ဆရာတော်ကြီးရဲ့ရုပ်ကလပ်ကိုဝင်ရောက်ဖူးမြော်ကြပါလိမ့်။ဒါကတော့အားလုံးသိကြတဲ့ကုံလုံးဆရာတော်ဖရာကြီးပဲဖြစ်ပါလိမ့်။ဂလုံတော်မှကုံလုံးဆရာတော်ဖရာကြီးရဲ့အံ့ဖွယ်ထူချဖြစ်ရတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောပြချင်ပါလိမ့်။ဆရာတော်ဘုရားကြီးရဲ့ယုတ်ကလက်တော်ဆံမြန်းရာကြောင်းနဲ့မပုံမတိုးယုတ်ကလက်တော်ကိုယနေ့တိုင်ဖူးတွေ့နိုင်တာဖြစ်ပါတယ် ကိုလုံးဆရာတော်ဖျားကြီးနဲ့ပတ်သက်ပြီးတော့မှတ်တမ်းမိသမျှကိုပညာရှင်တွေကအခုလိုမျိုးမှတ်တမ်းနေကြတာဗျကိုလုံးဆရာတော်ဖျားကြီးဟာတဲ့နှစ်ပေါင်းများစွာ တောတဲ့တောင်ထဲမှာကမ္မထံဘာဝနာလုပ်ကိုပတ်တကုတ်စူးစမ်းအားထုတ်တော်မူခြင်းသာသက်လို့မီလို့ဖြင့်တတိဝလံကိုသာနှစ်ပေါင်းများစွာ ဖုံးပေးခြင်းဒါကြောင့်တတိဝလံတွေကသာအမြဲဖုံးပေးလိရှိလို့ဆရာတော်ဖျားကြီးရဲ့ကိုသိရင်နဲ့ဟာ12ခုနဲ့လို့နန္တာနဲ့လို့အမြဲတမ်းသင်ပြမှုကြိုင်နေတဲ့ချင်း ဆရာတော်တရားအားထုတ်စဉ်အခါကတာရဲတိရိစ္ဆာန်ကြီးတွေကဆရာတော်ကိုယံမပြုတ်ယုံနေမကဆရာတော်ကိုပူဇော်ပတ်သက်မှုတွေပြုလုပ်ခြင်းယောဂဝိဒနာရှင်တွေများလည်းဆရာတော်ကြီးရဲ့ပရိယေမေတ္တာရှင်နဲ့ပတ်ဖြန်းပါကပျောက်ကင်းချမ်းသာတာများခြင်းတချို့အိမ်တွေမှာဆိုရင်ဆရာတော်ကြီးရဲ့ပုံတော်ကိုပဲယောဂကင်အောင်စီးပွားရေးလက်လာပါရှင်အောင်ကိုးကွယ်ထားတာတွေလည်းရှိပါလိမ့် ကုံလုံးဆရာတော်ဖះကြီးရဲ့ပတ်သက်ပြီးတော့လိလာမိတဲ့အချက်တွေပြောရရင်ဆရာတော်ကြီးဟာထူးခြားချက်အချို့ကတော့ခဲပွဲဘောစင်တွေကိုနှစ်ပေါင်း30ကျော်ကြောက်စားနေပေမဲ့လည်းကျမ်းမာ ပကတိရှိပြီးဝါဖြိုးနေခြင်းပါရမီထူးခြားစွာအသားတော်ကနေအမွေးရနှံ့တွေထွက်ခြင်းဆရာတော်ဖះကြီးရဲ့ခြေတော်ရင်းကို ရောက်လို့တော်သူတွေဟာတာသက်လွတ်စားပြီးလာမှသာဆရာတော်ကြီးစီကို အစဉ်ပြေပြေ လာရောက်ပုံမှန်နိုင်ခြင်းဆရာတော်ဘုရားကြီးရဲ့ကျောင်းတော်ကိုဧည့်သည်တွေလာမအောင်ဆရာတော်ဘုရားဟာကြိုတင်သိခြင်းအောက်လန်းင်းနဲ့ပြုစားခြင်းခံရတယ်ဝင်နေရတဲ့ဟာဆရာတော်ဘုရားကြီးရဲ့ရေချိုးတော်မူပြီးရေချိုးရမှာကျန်တဲ့ရေကိုတောက်သုံးပါကခံစားနေရတဲ့ယောဂဝိဒနာနဲ့လက်ငင်းဒိဋ္ဌိပျောက်ကင်းခြင်းတို့ယူတာယူအတော်အသင့်မကျမ်းပါသူတွေဆရာတော်ကြီးခြေတော်ရင်အောက်ရောက်တာနဲ့လုံးဝတတပျောက်ကင်းခြင်း ဆရာတော်ဖရာရဲ့အကြောင်းတော်ကိုဧည့်သည်ရဲ့အတွက်ဘလောက်ပဲရောက်စီကမူချိန်ခါမရွေးခက်ခဲမရှိတဲခွန်နိုင်ခြင်းဆရာတော်ဖရာဟာလဲလျောင်းတရားမှတ်တာမှအပါ ထိန်းနာမိတ္တမရှိခြင်းဆရာတော်ဖရာထံရောက်ရှိဖူးမြော်လာသူတွေကိုအစဉ်အတန်းမခွဲခြားဘဲအချိန်ကန့်သမှုမရှိဘဲအဖူးမြော်ခံခြင်းဆရာတော်ကြီးထိတ်ထမှာဆရာတော်ဖះကြီးနဲ့ပဋ္ဌာန်းဆက်ရှိသူမှန်သမျှဖူးတွဲခွင့်ရရှိရမှာဖြစ်ပါလေ။ဆရာတော်ဖះရဲ့အကြောင်းတော်မှာပစ္စည်းလေးပါ လိုလေသေးလေးမရှိပြီးပြည့်စုံပြီတနည်းတစ်ခါဆရာတော်ပိုင်းပစ္စည်းတွေကိုတခုမကြံပြန်လဲလူငါဝေနှန်းစွန့်လွတ်ခြင်းဆရာတော်ဘုရားရဲ့ညာဘက်လက္ခဏာမှာရှင်သေဝလိပုံတော်နဲ့ဘယ်ဘက်လက္ခဏာမှာရှင်ဥပဂௌတာပုံတော်ပါရှိခြင်းခြေဘွားတော်မှာကြာပွင့်နေပါပြီဆိုပါခြေဘွားတော်နဲ့ဝေဒနာရှိတဲ့နေရာမှာကပ်ပြီးမေတ္တာပို့ပေးရင်ယောဂဝေဒနာသက်သာပျောက်ကင်းချမ်းသာခြင်း ရှင်ဘက်အလေတဲတဲ့မြောင်ဖျားပုံတော်ဖြစ်ပေါ်ခြင်းဆရာတော်ဖျားကြောင်းတော်ကိုဖူးမြော်ဖို့တော်ပါကတောင်းကားတွေတည်သွားရင်အန်ဒီရဲ့တစုံတရာတွေ့ရခြင်းဧည့်သည်များတောင်းကားပါလာတာကိုကြိုတင်သိရှိခြင်းဘယ်ရက်ဒီသားမှာနေသူ ဖြစ်ပါသည်တသက်လွတ်စားပြီးဆရာတော်ဖျားကြီးအားပင့်ဆောင်ပြီးတည်သေးစွမ်းကပ်ပါကမနှောစိတ်နဲ့ကြွပြီးဆွန်ဖုံးပေးနိုင်ခြင်းဆရာတော်ဖျားကြီးကြွလာကြောင်းကိုဆရာတော်ဖျားရဲ့ကိုမထွက်တဲ့မှုရင်နဲ့နေနဲ့အတိပေးတခြင်း တာသက်လွတ်စားပြီးကိုးကွယ်သူတွေကိုအနီးကပ်ဆောင်ရှောင်ခြင်းဆရာတော်ဘုရားဟံသစ္စာတိတ်ခံပြုပြီးလုပ်ငန်းတွေလှုပ်ဆောင်မှာကအောင်မြင်မှုရှိခြင်းဆရာတော်ဘုရားဟာတတော်80ကျော်အရွယ်ကိုချင်းနေဝင်ရောက်ပြီမဲ့လဲသွာလာလို့ရှမ်းမှုမှာတောင်းမဲ့လူငယ်တယောက်လိုအမြဲတမ်းဖြက်လက်တကြခြင်းအစရှိတဲ့ထူးခြားတဲ့အချက်လက်တွေများစွာရှိပါတယ်ဆရာတော်ဘုရားကြီးရဲ့ဘဝဖြစ်တော်စဉ်ကိုလေ့လာလိုက်တော့ဆရာတော်ကြီးကို1908ခု AB ၄ရက်နေ့မှာ အဖအူတူအမိတော်ထွေးမှုတို့ကမိရှုတန်ဆင်ဖွားမြင်ခဲ့ပါလေဆရာတော်ဟာတနုလူမျိုးပါငင်းနဲ့မဲမောင်ထွန်းတာခေါ်ပါလေမွေးချင်း9ယောက်ရှိပါလေအငယ်ဆုံးပါ အကိုမလေးကတော့မဝိုင်းမမုတ်မောင်ညို မောင်ပိုအောင်ချိုရှမ်းပိုမောင်ထွန်းတာဆိုပြီးဖြစ်ပါလေဆရာတော်၃နှစ်သားရွယ်မှာဖခင်ဖြစ်သူဦးတူဆုံးပါသွားပါလေအဲ့ဒီနောက်မိခင်လည်းဆုံးသွားပါလေဆရာတော်ဟာတော်တော်လေးကိုလောကရန်ခံရပြီးတော့ ယဟန်ဘဝဖြစ်တဲ့အထိခရရင်နေထိုင်စားတောက်ခဲ့ရပါတယ်။1921အသက်73နှစ်အရွယ်မှာတာမဏိဘဝရောက်ခဲ့ပါတယ်။တကာတွေကတော့တောင်ကြားကြီးရွာမှာဥအောင်တော်ပို့လို့ဖြစ်ပါတယ်။1928ခုနှစ်ဇူလိုင်6ရက်နေ့မှာအသက်19နှစ်ပြည့်လို့ယဟန်ပေါင်တက်ခဲ့ပါတယ်။ယဟန်တကာတွေကတော့တောင်ကြားကြီးရွာမှာဥပကျွေဇနီးတော်ဆွေတို့ကဖြစ်ပါလိမ့်။ 1929ရဟန်းနှဝါရတဲ့အခါပင်တရားမျိုးကြောက်တော်ကြောင်ဆရာတော်ပြန်တော်မူရာကိုကြွသွားပါလေသူတို့ကကိုညီတောင်းတဲ့အတွက်ကြောင့်ကျောင်းနိုင်ဆရာတော်ရှာပေးရပါလေဒါနဲ့ဆရာတော်ဟာမန္တလေးကိုကြွဖျားကြီးတိုက်ဘောလမြိုင်ကျောင်းမှာပညာသင်ကြပါလေမန္တလေးမှာ၄ဝခန့်ပညာသင်ပါလေဆရာတော်ဟာပင်တရားမျိုးပွေလကြောက်တော်ကြောင့်မှာပညာသင်ပါလေရွှေဦးတော်တော်ဆရာတော်ကြီးဦးကုမာရတိ၎င်း ဘိုးကလေးဆရာတော်ဥပညာဇောတာ၄၎င်းအတူပညာသင်ပတ်ဖြစ်ပါတယ်။ဆရာရင်းမှာဥဣတိဖြစ်ပါတယ်။ဥဣတိကအကိယဖို့လို့ချင်းမှာ၎င်းတောတွင်းမှာရှိတဲ့အပင်တွေကိုရှာဖွေပြီးစေဝါဖြစ်300မှာ၎င်းအင်မတန်ကျွမ်းကျင်သူဖြစ်ပါတယ်။ဆရာတော်ဥက္ကန္ဓမှာထံပါတယ်။ပကြည်ပပုစေအင်းမန္တပညာတွေထူးကျွန်းအောင်သင်ကြားခဲ့ပါတယ်။အရင်တော့ဆရာတော်ဟာပွေးလှမမနေတော့ပဲ။ ဝါကြောင်ကလေးတစ်ခုစောက်နေပါလေ။ကုန်းသားရရဖះနေမှာပါ။အဲ့ဒီအချိန်ဖះနေကြောင်းဆရာတော်ဥဟာသဖပြန်လာပါလေ။ဒါနဲ့အကြောင်းနိုင်ဖြစ်တောင်းယူရပါလေ။အဲ့ဒီခါမှစပြီးအသွေးအသားကိုတစ်သလုံးရှောင်ဖို့အဋ္ဌံပြုခဲ့တဲ့ဆိုပါလေ။ဖះနေကြောင်းမှာတရားအထောက်စဉ်စထသံဃာယနာ တင်တော်မူပါရန်ပင့်ဖိတ်ခံရပါလေ။ပင်တရားမြို့နယ်တန်ခကုစလေဖြစ်ပါ။ဒါနဲ့ပဲရန်ကုန်မြို့ကပ္ပ ాయి ကုမီမဟာပါဒနလိုင်ကူတော်ကိုကြွမြန်ပြီးသင်္ခါယနာ တင်ခဲ့ရပါတယ်1956ကောဇာတက်ဂရေ1318မှာတော့လောကီကိစ္စတွေအင်မတန်ကြီးကွင်းလို့တော်ထွက်တယ်ဆရာတော်ဟာဖယနီကြီးရမှာကျွဲချောင်းသားဖိုးအောင်ဆိုသူကိုခေါ်ပြီးတော်ထွက်တယ်ရော့စိတ်ပဒီကရှေ့အထွက်ဆိုပြီးသင်္ကန်းသုံးနေတဲ့တော်ထွက်တယ်နောက်ဘက်တောင်တန်းရှိဘော်နှင်းကိုထွက်ခဲ့ပါတယ်။အဲ့ဒီကူရောက်တော့အလွန်ကြောက်စရာများတွေ့တဲ့အတွက်ဥဖို့အောင်ဟာရွာကိုပြန်ပြေးတယ်တဲ့ အဲ့ဒီဘော်နင်းကူမှာနှစ်ဖက်လုံးဝေးတဲ့နေရာမှာကြားရင်းကိုရှိပါတယ်အဲ့ဒီအချိန်ဂလုံတော်မအဆောက်အနတွေကသူတို့နေရာဂလုံတော်ကို လာရောက်သဒ္ဒနာပြုပါလို့အချင်းချင်းလျှောက်ထားပါလေ။ဒါနဲ့ဆရာတော်ဟာဂလုံတော်ကိုကြောက်ပါလေ။ဂလုံတော်ကြားတဲ့နှစ်ဖက်လုံးကမှရေအန်ကြီးပြ၊နှွေမိုးဆောင်မြဲရေရှိပါလေ။ပေသုံးရဝင်းကြီးကျပြတ်နေ။နန်းနဂါးတွေရေကစားနေရေအန်နဲ့ဂလုံတော်ဆိုတာဟာဂလုံမင်းကြီးနေထိုင်ခဲ့ဘူးတဲ့အရက်ဖြစ်တဲ့ဂလုံတော်လို့ခေါ်တဲ့ကြောင့်ဆရာတော်ကမိန့်ပါလေ။ ဆရာတော်ဟာစားဝတ်အဟာရတွေကိုလှူဒန်းသူရှင် ဖုံးပေးတယ်မရှိလဲနေတယ်ရရှိလာများတက်သူမရှိလဲကျမ်းမာချမ်းသာသွားနေနိုင်တယ်သားတလော့တည်တည်တရွက်ကိုသာဖုံးပေးတယ်ဖြူစင်တဲ့သီလရှိတယ်တည်ကြည်တဲ့သမာဓိရှိတယ်ထူးမြတ်တဲ့ပညာရှိတယ်ဆရာတော်ရဲ့ခန္ဓာကိုယ်ကလည်းနတ်သားစီရင်နဲ့အစင်မွေးတယ်ဆရာတော်ကြီးရဲ့ခြေဖွားနှစ်ဖက်မှာကြာဖို့ရှိပါတယ် ဆရာတော်ဟာဘောင်နှင်းကူမှာတရားအားထုတ်စဉ်ခါကပေါ့ညာခါကာလာကိုယ်ထဲမှာအလင်းရောက်နေထွက်နေလို့ရွာသားတွေတွားကြည့်ကြပါလေဆရာတော်ကြီးကိုတွေ့ရပါလေဆရာတော်ကြီးဟာကြားတွင်းကိုလည်းရွှေပြောင်းအားထုတ်တယ်ကြားတွေစစ်တွေကလာပူစော်ကြတယ်ဆရာတော်ကိုနမ်းကြတယ်အရင်တိရစ္ဆာန်တွေဟာကြောင်ငယ်လေးတွေတပွဲတော်တော်လေးကိုတိမ်မွေးကြပါလေတရရောခါကပေါ့ဂလုံးတော်မှာဆရာတော်သတင်းသုံးအားထုတ်နေတယ်လူစိုးလူမိုက်တွေခိုအောင်တဲ့နေရာဖြစ်တဲ့အလျောက် ဆရာတော်ထံတပည့်တကာတွေလာလှူဒါန်းတဲ့ပစ္စည်းတွေကိုလူစုတွေကလာယူပါတယ်။ဆရာတော်ကလူကြီးတဲ့သူယူဆိုပြီးတော့ခွန့်လွတ်စွန့်ပယ်ထားပြီးဖြစ်ပါတယ်။လူစုတွေကိုလည်းအလူကံပုံကိုလို့တမှတ်ကပေးလူပါတယ်။လူစုတွေကကောင်းမွန်မွန်အလူပခံပဲလောမရေမတ်တက်ပြီးဆရာတော်ကြီးကိုရိုက်နှက်ကျိုးတွေနဲ့တုတ်ပါတယ်။အလူခံကြတော့ဆရာတော်ကတကာတို့ဥစဉ်မှာဘာမှမရှိဘူး။ရှိတဲ့ပစ္စည်းတွေကိုတကာတို့ကြိုက်တယ်လို့သာရှာဖွေပြီးဖြစ်ပြီး ဦးစင်းဒီမှာကြံတဲ့ပစ္စည်းကတော့တရားပဲတရားဆိုတာလူရဲ့ယူငင်လို့မရဘူးတောင်းလို့မရဘူးမိမိကိုယ်တိုင်ကြင့်ကြံအားထုတ်မှလို့မိန့်ကြပါတယ်ဒါနဲ့ပဲလူဆိုးတွေဟာဆရာတော်ကိုကျိုးတွေဖြေပေးပါတယ်ဆရာတော်ကပြောပါတယ်ကျိုးတုတ်ဆရာမလို့ဘူးဦးစင်းပစ္စည်းတွေတော့လည်းမခတ်ဘူးတက်တာလည်းမရှိဘူးရှားလူယူလို့ရပါသေးတယ်အဲ့ဒီလိုပြောတဲ့အခါမှာဖတ်သွားကြပါတယ်ဆရာတော်ဟာ ဒီပစ္စည်းတွေကြောင့်ငါဒုက္ခတွေ့ရတယ်ဒီခန္ဓာကိုယ်ကြီးဒုက္ခရောက်ရတယ်ငါ့ကိုတော်တော်လေးကိုဝကြည့်ပါလားတံဝေကပိုရသွားပါလေဆရာတော်ကြီးကိုလူဆိုးတွေချီနှောင်ခဲ့တဲ့ကြောင့်မိဘုံနဲ့ဆရာတော်ကထဲ့ခံခဲ့ပါလေလူဆိုးတွေနေထိုင်တဲ့အိမ်တွေမီးလောင်ပြီးဆရာတော်ထမအယူထားတဲ့ပစ္စည်းတွေပေါ်လာရတယ်လို့သိရပါလေဆရာတော်ဟာကြောက်စင်ဖျားကိုလည်းပြုပြင်ခဲ့ပါလေ အဲ့ဒီဖခင်ရဲ့အောက်ခြေကြောက်လုံးကြီးဟာစင်ကြီးတကောင်နဲ့တွေ့ပါလေဘယ်ဘက်ကကြီးကြီးစင်ကြီးနဲ့တွေ့ပါလေဒီကြောက်တော်ပက်လေအလွန်ထူးဆန်းတယ်တနင်္ဂနွေမှာဂလုံးပုံရှိတယ်တနင်္လာတော့မှာကြားပုံရှိတယ်အင်္ဂါတော့မှာချင်းသေးပုံရှိတယ်ပုံထူးတော့မှာစင်ပုံရှိတယ်ကြောက်သားပရိတော့မှာကြွက်ပုံရှိတယ်တောက်ကြတော့မှာပူးပုံရှိတယ်စနေတော့မှာငကားပုံရှိတယ်ကြောက်သားကြောက်ဆောင်တွေဟာသူရတတိမဲတော့ဟင်းသာစီနေပုံဒါအပြင်ဇောကြီးပုံတွေ ဘလူးပုံနဲ့လည်းအလိုလိုဖြစ်နေပါလေတခါဆရာတော်ကြီးထံပါကျွန်တော်တို့ရောက်ရှိဝိပုကတော်ရှင်ဆရာတော်ကအခုလာနေတဲ့ဧည့်သည်တွေကိုကြောင်းဝင်တဲ့မဝင်စင်းနဲ့အလွန်နဲ့သူတို့မှာပါတဲ့ပစ္စည်းတွေထားခဲ့ပြီးမှဝင်လို့မိတ်ပါလေဆရာတော်ရဲ့တပည့်တယောက်ကလာပြောပါလေစုံစမ်းကြည့်တော့ဟောသားတွေချက်ပြီးကြောင်းရောက်ရင်ချက်စားဖို့ဆိုပြီးတော့ပင်တရာစီကဝဲခဲ့ကြောင်းသိရပါလေ ဒါနဲ့ဒီအသားတွေကိုအကြောင်းဝင့်ပြင်မှာထားခဲ့ရပါတယ်။အဲဒီနောက်မှာဆီယာတော်ကိုဖိုးခွင့်ရပါတယ်။ဆီယာတော်ရဲ့ဖုန်းကိုအနုဘောဟာအန်အထူးခြားဖို့ကောင်းတာပါလေ။ဆီယာတော်ဟာတာသက်လော့တူတီဝလန်ကိုသာ ဖုန်းပေးတယ်။ဒါကြောင့်ထူးဆန်းတဲ့အသီးနှံတွေဆီယာတော်စီရောက်လာပါတယ်။ဘူပြားဆီယာတော်ထံရောက်လာခြင်းဘူငန်းဆီယာတော်ထံရောက်လာခြင်းပြောင်းဘူးကိုစုစီဆီယာတော်ထံရောက်လာခြင်းအစရှိတဲ့ထူးခြားတာတွေလည်းရောက်လာပါတယ်။ ဘူးငန်းဆိုတာကိုဥဆောင်မယ်ဆိုသူကလာလှူတာပါထူးခြားစွာဖူးလာတဲ့ပြောင်းမှုကြီးကိုဖို့လဲဆရာတော်ကျောင်းကိုလာလှူပြန်ပါလေဒီပြောင်းမှုကိုဖို့အလယ်မှာအဖူးတစ်ဖူးကိုကြံဖူးငယ်တွေကရံပြီးဇေဒီကြီးတစ်ဖွဲ့ဖြစ်နေတာပါဆရာတော်ဟာပရိယတိပဋိပတိတာမကပကြီးဘဘူးပညာပါတက်မြောက်တဲ့တို့ကြောင့်ဂလုံးတော်မှာရှိတဲ့ဒီဇိုင်းတွေမှာတက်စင်တဲ့ပန်းစွဲတွေဟာဆရာတော်ကြီးရေးဆွဲပြုလုပ်စေတဲ့ပန်းစွဲတွေဖြစ်ပါလေ။ 1981မှာတက်တော်85နှစ်ပြည့်ခဲ့ပါတယ်။ဆရာတော်ဘုရားကြီးဟာ ခုဆိုရင်တော့ရှိမယ်ဆိုရင်တော့မှတက်တော်တရားကျော်သွားပြီဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးဟာတက်တော်ရှိစဉ်ခါကအမေရိကန်၊ထိုင်း၊ဂျပန်၊စင်ကာပူ၊အိန္ဒိယဗုဒ္ဓခါရအရတ္တသားတွေကိုလည်းသွားရောက်သာသနာပြုခဲ့တယ်လို့သိရပါတယ်။ဆရာတော်ဘုရားကြီးဟာ1991မှာ အဘိဓဇာအဂမဟာတတမဇောတိကဘွဲတစိတ်တော်စက္ကချင်းခံရပါလေ၅ချိန်မြောက်နိုင်ငံတော်တန်ခမဟာနိုင်ငံကဖွဲ့အစည်းအဝေးမှာမြင်းကျန်စီရတော်မကွေးစီရတော်ကြီးနဲ့တဖွဲ့လုံးသဘောတူညီချက်အရနိုင်ငံတော်ဩဝါဒစရိယစီရတော်အဖြစ်ခန့်ကျင်ခံရပါလေစီရတော်ဖျားဟာတတော်66နဲ့ဘွားတော်86ဝါရ2004ဇန်နဝါရီ30မှာဘွားနဲ့ထံပြင်လို့မှာပါလေလွမ်းစီဒီ စင့်ဆန်ကြောင်းတော်ကြီးမှာဆရာတော်ကြီးရဲ့ရုပ်ကလတော်ကိုယနေ့တိုင် ပူဇော်ထားရှိတယ်လို့သိရပါတယ်။